ကိုကိုဒီလူတယောက်ကနှိမ့်နဲ့ချီစော်ကားပြီးတော့အနောက်ရှက်ပေးနေတယ်အဲ့လိုပေးတဲ့အတွက်ကြောင့်ယောက်ျားဆန်ဆန်ရှင်းပြလိုက်တယ်ဆိုရင်တော့ယောက်ျားဆန်ဆန်အပြစ်ကိုဝန်ခံပြီးတော့ဖြေရှင်းတင်ပါတယ်ဘာဖြစ်လဲဗျာယောက်ျားတွေပဲငါမကျင်နဲ့လို့ငါဒီကောင်းကိုရှင်းပြလိုက်တယ်ငါအပြစ်ကိုငါခံမယ်ဆိုတဲ့စိတ်မျိုးနဲ့ယောက်ျားဆန်တဲ့စိတ်မျိုးနဲ့ခမားရှင်းတင်တယ်လို့ကျွန်တော်ကတော့ယူဆတယ် မင်္ဂလာပါဗျာဇက်သိမ်းပိုင်းကို တင်ပေးလိုက်ပါပြီဗီရင်ဆီယာဆိုတဲ့အတိုင်းပဲစကားပြောကောင်းတယ်အမှုနဲ့မဆိုင်တာတွေကိုကွေပတ်လှဲ့ပတ်ပြီးတော့ပြောသွားတယ်မျက်ရည်ကန်ထိုးတာဘယ်သူလဲဆိုတာတော့ကျွန်တော် viewer တွေကြည့်လိုက်ရင်သိမှာပါအဲ့တော့ထုံးစံအတိုင်းပဲနင့်နာသူ တင်ထားတဲ့ဗီဒီယိုဖိုင်ကိုအရင်ကြည့်မယ်ပြီးရင်ဗီရင်ဆီယာကေဇော်ဟင်းပြောထားတဲ့အမှန်တရားဆိုတဲ့ဇက်သိမ်းပိုင်းကိုကြည့်ကြပါမယ် စလိုက်ရအောင်ကျွန်တော်ယောက်ျားပြန်လက်သမားလှုပ်တာနော်မိုးလင်းလို့ရှင်ခလေးကိုចောင်းပို့တယ်6နာရီလောက် तू ကပြန်ကန်ထရိုက်ဆိုတော့9နာရီလောက်အလုပ်ကိုရောက်သွားရတယ် तू သမီးနဲ့ तू နဲ့တဲ့ကားနဲ့မောင်းသွားရင်တဲ့အရှိရနေဆိုင်ကယ်ကိုကန့်လန့်ခံနေလို့တဲ့မနေ့လွတ်အောင်ချောင်ရတယ်တဲ့ तू သမီးចောင်းပို့တဲ့အချိန်နဲ့ကျွန်တော်သားចောင်းပို့တာ6နာရီခွဲ9နာရီလောက်ပို့တာ तू သမီးက6နာရီကျော်မှပို့တာဘယ်မှာလဲအချိန်အဲ့မှာကွာနေပြီ လာရှင်းစမ်းမှာလှုပ်ဆွဲစမ်းမှာကျွန်တော်တရားဆွဲဆွဲဘယ်အမှုနဲ့တရားဆွဲမလို့ဟမ်အတရေဖြတ်မှုလားမင်းငါဘာအတရေဖြတ်တော့ဒါငါမှန်လို့ငါတင်တာလေဒီနားမှာနင်ကြိတ်နေတဲ့ပုံမြင်တဲ့လူတွေအများကြီးနော်ငါလည်းမြင်ခဲ့တာပဲပြစ်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 နဲ့နင်လှုပ်သွားတာမရှိမဆန့်ခံစားပြီးသေသွားတာငါယောက်ျားအရက်မတောက်ထားဘူးငါမှာတတ်သေးထောက်ထားလေအများကြီးရှိတယ်နော်အမှုသမားဆိုပြီးတော့အသေးကြိတ်တတ်စရာလည်းမလိုဘူး အမှုသမားလည်းသူ့ဟာနဲ့သူရှိပြီးသားနော်လမ်းပေးရခွေးတွေဝတ်တွေငှက်တွေသိရင်တော့မှသူ့ဟာနဲ့သူရှိပြီးသားဒါလူတယောက်လုံးကိုတတ်ထားလေမသိမရှင်းကြိတ်တတ်ထားတာလှုပ်စမ်းမဆွဲစမ်းမနော်ပြည့်ဖြို့ဘာမှုနဲ့တရားဆွဲမှာလဲနေ့ရောအတရေဖြတ်မှုလားမကောင်းပြောမှုလားကဲဆွဲစမ်းကြိုက်တဲ့တရားရုံတက်ငါလိုက်မယ်မြင့်ဘက်ကမှန်တယ်ဆိုရင်လှုပ်လိုက်လေโอเคပါဒါကတော့နင့်နာသူဘက်က အမျိုးသမီးကတင်ထားတဲ့ဗီဒီယိုဖိုင်ပါအဲ့တော့ဗီဒီယိုဆရာဂေဇော်ဟင်းကသူ့ကိုပြန်ပြီးတရားဆွဲလို့ရတယ်ပြောလို့ပေါက်ကွဲပြီးတော့တင်ထားတဲ့ဗီဒီယိုဖိုင်ပါဟုတ်ပါပြီဗီဒီယိုဆရာဂေဇော်ဟင်းပြောပြထားတာလေးကိုလည်းကျွန်တော်တို့ဇက်သိမ်းပိုင်းအနေနဲ့ကြည့်လိုက်ကြရအောင်နော်ကျွန်တော်တို့ဒါကိုရီးယားဇလန်းတွဲတော့မဟုတ်ပါဘူးနော်ဒါဖြစ်ရမှန်မှုကင်းပါတကယ်ဖြစ်နေတဲ့အမှုပါနော်ဒါကိုပယ်ရကရှင်ဖြစ်တဲ့လူတွေကဟိုဘက်ဒီဘက် ပြောကြားထားတဲ့ဗီဒီယိုတွေကို ရီယရှင်လို့တင်ပြနေခြင်းဖြစ်ပါတယ်เนาะသီးခံပြီးတော့ကြည်ကြပါစိတ်ရှိရှိလေးကြည်ကြပါဘာပဲပြောပြောအဖြစ်တခုတော့ရမယ်လို့ထင်ပါတယ်အခုလူမျိုးဥပဒေလေးတွေကျွန်တော် ကြားဘူးတာတွေကပြန်ပြီးတော့ကျွန်တော်ကတရားပြန်ဆွဲလို့ရတယ်လို့လည်းကျွန်တော်ကြားဘူးတယ်ပေါ့ဗျာเนาะကြားဘူးတယ်ပဲစုံုံလေးပါတကယ်တော့ဒါပေမဲ့ကျွန်တော်မလုပ်တော့ပါဘူးဗျပစ္စည်းသင်္ခါရ လူတင်ခါရလေအကုန်လုံးကနေရအနှံ့မှာအကုန်လုံးကကဆိုးတွေဖြစ်နေကြတာအတီမြဲခြင်းတွေဖြစ်နေကြတာတချို့ဆိုရင်အတအိုးရင်စီးစိမ်နေမရှိကြတော့တဘာဝတရားကြီးကမနေဘူးတဘာဝတရားကြီးကရက်ဆက်ပြီဆိုရင်နော်အဲ့တော့ကျွန်တော်ပိုင်ဆိုင်မှုလောက်ကကျွန်တော်မမတ်ပါ အများတော်မှအဲ့လိုတွေဖြစ်သွားကြပါဘူးဗျာနော်အဲ့လိုတွေဖြစ်ကြတာအဲ့တော့ပေးလိုက်ပါကြက်သလိုလုပ်ပါပေးစီပေးယူချင်းယူဗျာဟုတ်တယ်မလားကြက်သလိုလုပ်ကျွန်တော်စီမမမဟုတ်တော့တာနော်ကျွန်တော်မှမပိုင်တော့တာစိတ်မကောင်းဖြစ်မိတာက အဲ့လောက်နော်တမ်းမကျွန်တော်ဟောပေါ့ဗျာကျွန်တော်စကားလေးတွေနည်းနည်းကျန်တဲ့နာရိုင်းဆိုင်နာပါရင်လဲခွင့်တော့ပါစမတက်ပြီမတက်တယောက်ကကျွန်တော်နဲ့တရားဖြစ်တယ်ကျွန်တော်နာမည်လက်ခံပါတယ်အခုတော့ကျွန်တော်ရဲ့အမျိုးသမီးကျွန်တော်ရဲ့သမီးလေးเจ้ามาอเมรันเอียณีเด้ ကျွန်တော်ရဲ့သမီးလေးဆရာဆရာမတိုင်းကလည်းစာတော်မှန်းတိတယ်ကျွန်တော်သမီးလေးနာမည်တွေပါထည့်ပြောတာအဲ့ဒါနဲ့ပြီးပလားဆိုတော့မပြီးသေးဘူးဗျာမိဘဆရာသမားတွေရဲ့နာမည်တွေကိုပါပါတာနောက်ဆုံးအဲ့ဒီမိဘယောက်ကမဘာလှုပ်လှုပ်တယ်ဆိုတာအလောက်ကန်ကားပါစာတိတာဘယ်သူတွေရှိတော့ အဲ့ဒီအိမ်ကြီးချင်းဟာကျွန်တော်မိသားစုနာမည်လောက်ပဲသိပါလိမ့်မယ်အလုတ်ကန်ကြီးအားလုံးနဲ့အတိအကျပြောပြီးတော့မှအခုလိုအားလုံးရှိမှတယောက်ချင်းစီရဲ့နာမည်လေးကိုခေါ်ပြီးတော့မှဒီလိုလုတ်တယ်ဆိုတာဟာဒီမင်းကလေးရဲ့အတိညာလောက်လားခင်ဗျာလုတ်ပါလုတ်ပါ เนาะကျွန်တော်ပြောပြမယ်ဗျကျွန်တော်ကပုထုစင်เนาะအရိယာမဖြစ်သေးဘူးကျွန်တော်ကျွန်တော်ရဲ့စိတ်ကစိုးရင်လည်းစိုးနိုင်တယ်ကျွန်တော်မိုက်ရင်လည်းမိုက်နိုင်တယ်ဒါပေမဲ့ကျွန်တော် မကောက်ချစ်ဘူးမယုံမှားဘူးအဲ့ဒါတစ္ဆာဆိုရဲတယ်เนาะ အဲ့လိုရှိတယ်ဗျအဲ့တော့ဆရာတော်ကြီးပြောထားတာလေးတွေကိုကျွန်တော်သွားသတိရတယ်ဗျလူစိုးလူယုတ်မာတွေအသက်ရှည်ပါစေတဲ့ဆရာတော်ကဘလို့အတွေးခေါ်နဲ့ပြောတာတုံးဆိုတော့လူစိုးလူယုတ်မာတွေဟာတအားနဲ့စိုးယုတ်တဲ့စိတ်နေစိတ်ထားကြောင့် သူတို့မှနောက်ဘဝမှာလူဖြစ်เสียအကြောင်းမရှိတော့တိတ်တနာเสียကောင်းတယ်ဒါကြောင့်ဒီဘဝလေးမှာတော့သူတို့အသက်ရှိပါစေဆိုပြီးဆရာတော်ရဲ့ပညာအတွေးအခေါ်နဲ့မေတ္တာပို့တဲ့ဆုတောင်းစာအဲ့တော့ဗျာဘုန်းတော်ကြီးတွေဆရာတော်သူတော်စင်တွေကိုကျွန်တော်ကပြန်ပြီးတော့ ပြောเสียရလေးอ่ะပါလေဆိုတော့လူโซလူยุคมาเตี่ยวအသက်ရှင်လူကောင်းနေလေလူကောင်းနေပိုတောင်တိခိုက်နိုင်လေဆိုတာလေးတော့ကျွန်တော်ရဲ့ဘ ഹു တုတကိုတွေ့တွေ့ကြုံလေး ਨੇ ကျွန်တော်အဲ့လိုလေးကိုကျွန်တော်တွေးမိတယ်ဗျာလူโซလူยุคมาရိအသက်တည့်ရပိုရှိလေးလူကောင်း သူကောင်းတွေဘဝအစင်းတွေတိခိုက်နိုင်လေဆိုတာ တရားရစီရပါအဲ့တော့လူโซလူမိုက် အသက်ရှည်မှာဆိုလို့တက်ကြိတ်ပြီးတော့တက်ပြလိုက်တယ်ပေါ့အဲ့လိုကျွန်တော်တို့ကတွေးထင်ရမှာလားဒီမှုကိစ္စနဲ့ပတ်သက်ပြီးတော့ဘာမှမပြောဘဲနဲ့ဝိလေကြောင်ဘက်တွေနဲ့ပြောနေတာအဓိကကိုရေသွေးပြောတဲ့ဇကားတွေကြီးပဲကိုဂုံကိုကိုဖော်နေတဲ့ဇကားတွေကြီးပဲဒီအမှုဟာရှင်းရှင်းလေးကိုလောက်ခဲ့တယ်မှန်တယ် အမင်တကာပဲလှုပ်လို့မတော်တဆပဲဖြစ်ဖြစ်ထွက်ရှင်းလိုက်ညနာသူကိုရော်ကြီးပေးလိုက်ကိုဖြစ်တဲ့ဒဏ်ကိုကိုလှုပ်တဲ့အမှုကိုကိုရင်ဆိုင်လိုက်ရင်ဒါတွေကပြီးသွားတာဒိုင်းမုံမှာတက်ပြီးတော့မျက်ရည်ကန်ထိုးနေတဲ့သူကဘသူလဲဆိုတာကို ကြည့်တဲ့လူတွေလည်းမြင်နေပြီဒါတွေကအကြောင်းပြချက်တွေပဲဆက်ကြည့်ပါဦးမမဆမ်းပါဘူးပြာနော်လူဆိုတာဒီတနေ့မွေးတနေ့ကြီးပဲလောကကြီးရလဲ အရာအားလုံးကိုတဘာဝတရားကြီးရဟုဖြစ်စင်းနေတာလေးရှိတယ်ဗျအဲ့ဒါသင်္ခါရလို့ခေါ်တယ်ကျွန်တော်ပေးဆက်နိုင်တာဒါအကုန်ပါပဲဗျာနော်ဒီဇတ်သေးမိုင်းလေးမှာတော့ကျွန်တော်ရေရှင်မိတယ်ခင်ဗျာတော်တော်ရေဖို့ကောင်းနေပေါ့နော်အဲ့မှာ မျက်ရည်ရှူပြတယ်ဒါကကျွန်တော်အနေနဲ့ဟိုနင်းနေစစ်စစ်ပြောတာမဟုတ်ပါဘူးเนาะသူ့ကိုလည်းကိုရင်းစားတယ်ဗျဒါပေမဲ့ဒီလူလူမင်းကလေးတယောက်ကတော်တော်ကို तू ကအပြစ်အစုံကိုပြောနိုင်တာတွေကိုကျွန်တော်အံ့ဩနေတာပေါ့ဗျာเนาะ तू ကအပြည့်စုံပြောတာတွေကရိုးရိုးအပြည့်စုံမဟုတ်ဘဲနဲ့သူ့အနေနဲ့ တရားဥပဒေမှာဒါညှိစွန်းတာတွေပါနေတယ်သူ့ကိုတော့တရားပြန်ဆွဲလို့ရတယ်ဆိုတော့ तू မသိနိုင်ရှာဘယ်ကရတဲ့စကလုံးတွေတော့မသိဘူးပေါ့ဗျာနော်ထားပါတော့ပါဠိတွေ့တော့ဆိုတော့လူတယောက်ကမေးတယ်ဗျာတခင်ကရင်ညှိုးရန်စားရှိလို့လားတဲ့စကားဆယ်လုံးတော့မပြောဘူးပါတဲ့ ျွန်တော်လမ်းထဲမှာပဲနေတဲ့မိသားစုပါကျွန်တော်ရဲ့အလူအလူတန်းလေးတွေပေါ့ဗျာကျွန်တော်တတ်နိုင်တယ်လို့ကျွန်တော်မှလည်းဗီဇလေးတစ်ခုပေါ့ရောက်တဲ့နေရာတိုင်းမှာကျွန်တော်တတ်နိုင်တယ်လို့ကျွန်တော်ရဲ့ညံပူစော်ကနော်ကျွန်တော်ရဲ့ဒီရှာဖွေထတာလေးနဲ့ကျွန်တော်ကကျွန်တော်စားတယ်လို့စားနိုင်ကြပါစေနော်ဝါနိုင်ကြပါစေဘယ်ဘဝဟာဒါ ါလာတဲ့အထုံမဲပြောမလားဘလို့လဲမသိဘူးပေါ့ဗျာကျွန်တော်အဲ့ဒါလုံးဝရင်ကျွန်တော်ပျော်နေတာမကြခင်ကကျွန်တော်လို့ဖြစ်တယ်ဗျာအဲ့ဒီလိုအလူတန်းလေးတွေတိုင်းမှာထိတ်ဆုံးကပါနေတဲ့မိသားစုပါကျွန်တော်ရဲ့ဗီဒီယိုဖိုင်မှာတက်ပုံတော့ပြလို့ရပါတယ်ဗျာစကားဆယ်လုံးတော့မပြောဘူးပါတဲ့ နောက်တစ်ခုပုံမှန်ပြောခဲ့သလိုပဲအချင်းချင်းကျွန်တော်ကိုရိုင်းပြရန်စစော်ကားနှောက်ရက်ခဲ့တဲ့စကလုံးနေသူ့ရဲ့ယောက်ျားပေါ့သူမထိန်သိမ်းပါဘူးเนาะမထိန်နိုင်ပါဘူးသူကိုယ်တိုင်လည်းလွတ်ထားတဲ့သဘောပေါ့အတူတူပဲပေါ့ဗျာဆိုလိုတာကသူတို့ကเนาะလင်မယားတွေပဲအတူတူပဲပေါ့အဲ့တော့ လူသားချင်းစာနာတော်အားဖြင့်ကျွန်တော်ပေးနိုင်တာကအဲ့ဒီကျွန်တော်ရဲ့ပိုင်ဆိုင်မှုပါဆရာတို့ပေးလိုက်ပါဆရာတို့ပြောထားတဲ့ပမာဏထက်ကိုအစပေါင်းများစွာပို့ပါတယ်ဗျာနော်60-90ပြည့်ရှင်ဝင်းကြီးထဲမှာအိမ်တစ်လုံးရှိမယ် ေးလိုက်ပါမပေးရင်လည်းကြိုက်တယ်လို့လုပ်ပါဒါကလေအဲ့တော့ကျွန်တော်ပြစ်စင်ကတော့ဒီမှာနေပြီးပါပြီတကယ်တော့လက်ကျန်လေးကိုဒါပြစ်စင်ရဲ့စက်သိန်းအဆုံးတက်လေးကိုကျွန်တော် ပြောပြခြင်းပါကျွန်တော်အကူကြီးစောင့်ရှောက်ပေးခဲ့သူတွေကိုကျွန်တော်ဒါအထင်မြင်လွဲရိုင်းပြစော်ကားတဲ့သူတွေကို အားလုံးကိုတက်ရှိကျမ်းမှာကံကောင်းနိုင်ကြပါစေလို့ကတ်သုံးပါးဘေးမှလည်းကင်းဝေးလွတ်မြောက်နိုင်ပါစေလို့ကျွန်တော်ကဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်လှိုက်လှိုက်လဲလဲဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ခင်ဗျာအဲ့တော့ အားလုံးကိုခြုံငုံပြီးတော့သုံးသက်ရရင်ဗီလင်းစီယာကေဇိုဟင်းကသူ့ပြစ်ကိုအခုမှဝန်ခံတော့ဝန်ခံတဲ့စကားတစ်ခေါက်မှမပြောတော့ဖမ်းခံမယ်လို့လည်းမပြောတော့အဲ့တော့ तू ကသူ့အကြောင်းတွေကိုကိုရီသွေးပြီးထွက်ရှင်းသွားတာပဲရှိတယ်အမှုနဲ့ပတ်သက်ပြီးတော့ तू မှားပါတယ် तू ဝန်ခံပါတယ်ဒီကိစ္စကိုပြေလည်အောင်ပြင်ရှင်းပေးပါမယ်ဆိုတဲ့စကားတစ်လုံးမှမပြောပါဘူး စကားပြောကောင်းတယ်စကားကိုလှည့်ပတ်ပြီးပြောတတ်တဲ့ဘေရင်ဆရာအဲ့တော့ဒီပြဿနာကဒီမှာပြီးဆုံးသွားမှာတော့မဟုတ်ဘူးကျွန်တော်ပြောသလိုပဲအမှန်တရားကတော့အမှန်တရားအတိုင်းပဲရှိနေမှာကျွန်တော်တခုပြောချင်တာကဗျကိုကို ဒီလူတယောက်ကနှစ်နဲ့ချီစော်ကားပြီးတော့အနောက်ရှက်ပေးနေတယ်အဲ့လိုပေးတဲ့အတွက်ကြောင့်ယောက်ျားဆန်ဆန်ရှင်းပြလိုက်တယ်ဆိုရင်တော့ယောက်ျားဆန်ဆန်အပြစ်ကိုဝန်ခံပြီးတော့ ဖြစ်ရှင်းသင့်ပါတယ်။ဘာဖြစ်လဲဗျာယောက်ျားတွေပဲ။ငါမကျင်နဲ့လို့ငါဒီကောင်းကိုရှင်းပလိုက်တယ်။ငါအပြစ်ကိုငါခံမယ်ဆိုတဲ့စိတ်မျိုးနဲ့ယောက်ျားဆန်တဲ့စိတ်မျိုးနဲ့ခမားရှင်းသင့်တယ်လို့ကျွန်တော်ကတော့ယူဆတယ်။အခုကလုံတော့လှုပ်ပြီးတော့မှအပြစ်ကိုဝေမခံဘဲနဲ့ဝေးလေကြောင်ဘက်ရှောင်ထွက်နေတယ်လို့ကျွန်တော်ထင်ပါတယ်။နေနာသူတွေဘက်ကလည်းလူသားဆန်ဆန်နဲ့တစ်ချက်လှည့်ကြည့်ဖို့လိုပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ပြည့်သက်တွေလဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အမြင်လေးတွေကိုလည်းပြောသွားလို့ရပါတယ်ဗီဒင်ဆီယာကေဇော်ဟင်းကတော့သူ့အဖြစ်ကိုဝန်ခံသွားတာတစိုးတစီးမှမရှိပါဘူးကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးဇော်ပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ